လာရှုရဲ့နောက်ဆုံးရအထင်းနေပေါ့ရှင်နော်တနက်တစ်ချက်မှမဖောက်ပါပဲနဲ့လာရှုပြန်ရလိုက်တယ်ဆိုလို့ဘောမတွေကုန်စားနေကြတာတွေ့အခုတိကိုစားလို့မပြီးသေးဘူးပေါ့အဲ့တော့ဟိုစောက်ရှက်လည်းမရှိကြဘူးလေနော်တရောင်းစားတောင်းတလို့တောတောင်းပြီးတော့ပြန်ယူထားတဲ့ဟာလေဒါပေမဲ့အဲ့ဒီဟာကိုဘလောက်စစ်ကောင်စီကဘလောက်ရာကိုင်းတော့အုပ်ချုပ်ခွင့်ရသွားတာလေနော်ဆိုတော့လာရှုမှာစစ်ကောင်စီသွားပြီးတော့ဟို တတ်ထားတဲ့လူတွေကစစ်ကောင်စီဘက်ကလူတွေကအောက်ခီကန်နေထားနေနေရတာနော်ဘယ်သူကရန်သူဘယ်သူကမိတ်ဆွေမှမသိပဲနဲ့ဟိုလာသမ ्या လူကိုအောက်ကျုံအောင်ကျုံနဲ့ဆက်ဆံနေရတာပေါ့နော်အဲ့တော့ဟိုဘယ်ချိန်ဘာဖြစ်မှန်းမသိတဲ့အနေအထားမျိုးကြီးနဲ့ဆိုတော့သူ့လည်းမနေကျင်ကြဘူးလေတိတ်ခါပိုင်းဆိုင်ရမှာလေနော်နိုင်ငံတကာကလည်းသိတယ်ဒီလားရှုကိုတရောင်းသားတောင်းလို့တရောင်းသားဟိုရေချင်းနဲ့တိုက်ယူထားတာမဟုတ်ဘူးဆိုတော့သိတယ်တရုတ်ရဲ့ဖိအားကြောင့်ဒီလားရှုကြီးပြန်ရတယ်ပေါ့အဲ့တော့တိရခိုင်နှုန်းလောက်ပဲရတယ် ူတို့ကိုထမ်းထားတဲ့အဆောက်အဦလေးပဲသူတို့အုပ်ချုပ်ခွင့်ရတာပေါ့ရှင်နော်ကျန်တဲ့နေရာတွေမှာကဒါသူတို့လှုပ်လို့မရပြုလို့မရအနေအထားမျိုးထိ ंछ ုပ်ခံနေရတဲ့အနေအထားမျိုးနဲ့ဒါလားရှုံးမှာသူတို့တွားပြီးလို့နေရတာဖြစ်ပါတယ်ဆိုတော့ကျောင်းလူပြည်သူတွေကနော်တကယ်အရေးချင်းရှိတဲ့လူတွေကြီးပါပဲဒီတိုင်းစစ်တာနာကြုတ်ကြီးကိုနော်တိတုံညာနေ့ကိုစစ်စစ်ရေးရေးကနေစပြီးတော့လှုပ်ရှားလိုက်တာခဏအတွင်းမှာပဲဒီစစ်တာနာကြုတ်ကြီးကြတယ်ပေါ့ရှင်အဲ့တော့ ကျမတို့ပြည်သူတွေရဲ့အရေးရှင်တဲ့ကတော့ပြောစရာမလိုပါဘူးဒီတော်လန်ရေးဟာတပြည့်ပြည့်နဲ့ဟိုကျမတို့ဘက်ကပဲเนาะအနိုင်ရမယ့်ဘက်ကပဲဟူတည်နေတာပါဒါပေမဲ့ဒီတရုတ်ရဲ့ပေါင်ရင်ပတ်သက်မှုအရန်ကမှဂရုစိုက်စိထားနေတဲ့အနေအထားမျိုးဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့တရုတ်ကကဘာပေါ်မှာအမေရိကန်ပြည်တရုတ်ပဲဖြစ်နေပေါ့နော်ဆိုတော့အားကိုအားကြီးနေတာဖြစ်တဲ့အတွက်ဒီတရုတ်ကိုရှင်နိုင်ဖို့ဆိုတာကျမတို့ ကျောင်းမြန်မာပြည်အနေနဲ့မြန်မာပြည်ကိုလုံးဝဟိုအမှုဖြစ်သွားအောင်လုံးပလိုက်လို့ရတယ်ဘလို့မှတရုတ်နဲ့ထိတိုက်တွေ့လို့မရတဲ့အနေအထားမျိုးဖြစ်နေအဲ့တော့ဒီတရုတ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုအကင်တွေဖြေရှင်းရခတ်နေရတယ်ရှိရပေါ့နောက်တစ်ခုကလက်ရှိမြန်မာပြည်ရဲ့အထုတ်ချာအာဏာကဟိုတရုတ်ရဲ့လက်ထဲမှာလုံးလုံးဟိုဘကွက်အပ်လိုက်ပြီပေါ့နော်အရေးချင်းမရှိတဲ့အခါကိုယ်လည်းမလုံနိုင်တဲ့အခါပြည်သူကိုငြိမ်အောင်မထိန်နိုင်တဲ့အခါကျတော့လုံးဝအထုတ်ချာကိုပေးအပ်လိုက်တဲ့သဘောမျိုးပေါ့ တော့နိုင်ငံနိုင်ငံရဲ့အချုပ်အခြာကိုရပြီးကိုလုတ်ချင်သလိုချေလေခွင့်ဒီပွိုင်းလန်တော်ဖျောက်ခင်းတာပေါ့ရှင်เนาะဒီပြည်သူအစိုးရဘက်ကလူတွေကလည်းအကုန်လုံးဟိုထောင်ထဲမှာပဲရှိနေကြတယ်ဆိုတော့တေးချာချာလုံနိုင်ကြနိုင်တဲ့လူမရှိတဲ့အခါကျတော့เนาะတရုတ်မှာဝင်ပြီးတော့ဒါဖျက်ဝင်ခင်းတာပဲပေါ့အဲ့တော့ဒီလိုမျိုးကွဲလန့်တော့ဖျက်ခင်းတဲ့ကိစ္စတွေအများကြီးအောင်မြင်နေရှိ့เนาะအခုအရင်တော့ကဒီဥနေဝင်းလို့เนาะ ဟိုဥတန်းရွှေလိုခက်တယ်ကတရုတ်ကိုလောက်ပိုင်ခွင့်နေပြီးဒီလိုပဲတနတ်တွေယူခဲ့တာတရုတ်စီကနေတရုတ်စီကတနတ်ရဖို့အတွက်သူတို့မြန်မာပြည်ရဲ့ဟိုလက်ညှိုးထိုးမလွဲတဲ့ပြည်ပွက်တွေကိုတပ်ပိုင်တပ်ပိုင်သိမ်းပြီးတော့မှဒီတရုတ်ကိုဟိုတစ်ဖက်လည်းနဲ့ပေးခဲ့မြင်အမအများကြီးပဲဒီတောက်ဆင်းလုပ်ငန်းတွေဆိုလို့ရှိရင်လည်းဒါတရုတ်တွေပဲဝင်လုပ်သွားတာပေါ့နော်ဆိုအများကြီးပါမြန်မာပြည်ရဲ့ဟိုတကယ်ဥမာအချက်ချာကြတဲ့နေရာတွေတကယ်ဥမာစီးပွား เนาะတကယ်ဥမာဟိုစီးပွားရေးလမ်းကြောင်းအရာတွေလို့ရှိရင်ဝင်ငွေကောင်းတဲ့နေရာတွေဒီဟိုပဲတရုတ်ကယူထားတာလေเนาะအဲ့တော့ခေတ်ဆက်ဆက်ကအကျွေးတင်နေတဲ့ကိစ္စတွေကဒီဖြာဝင်ခင်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပဲလုပ်ခဲ့တာပဲအခုလည်းတရုတ်ကဖြာဝင်ခင်းပြီးတော့ဒီကျွန်တော်တို့เนาะထောင်ဆက်ဆက်ကြီးမလွတ်လာခင်းဒီတော်လိုင်းကြီးမနိုင်ခင်မှာသူကတော်တော်လေးဥပမာ စူးစမ်းနေပုံများသူစီးပွားရေးအတွက်သူအကျိုးစီးပွားအတွက်ပဲလုပ်လို့လားသူနိုင်ငံအတွက်ပဲလုပ်လို့ကျွန်တော်တို့ကသူတို့နိုင်ငံရဲ့တရုတ်နိုင်ငံရဲ့ကျွန်အဖြစ်နဲ့ပဲသဘောထားရတယ်အဲ့တော့သူကပဲကျွန်ခိုင်းတာလားဆိုတော့မဟုတ်ဘူးကျွန်တော်တို့ဟိုအုပ်ချုပ်ခဲ့တဲ့နှစ်90လုံးအုပ်ချုပ်ခဲ့တဲ့အာဏာရှင်တွေကအစကျွန်တော်တို့ကိုကျွန်သဘောမျိုးထားခဲ့တာဖြစ်တယ်နော်အိုးပြောရင်တော့အများကြီးပေါ့ရှင်စာတင်ကျောင်းနေအစားဟာလာစစ်ဟိုစစ်တပ်ကစာတင်ကျောင်းကတမျိုးเนาะဒီအရက်သားစာတင်ကျောင်းကတမျိုးเนาะစစ်တပ်က ဟိုတင်ကြရတဲ့တင်ကြမှုကတမျိုးအရက်သားတင်ကြရတဲ့တင်ကြမှုကတမျိုးဒီလိုနဲ့ပဲဟိုလာအုပ်ချုပ်လာခဲ့တာပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ရေအိုးပြည်သူလူထုတာမန်ပြည်သူလူထုကိုတို့ကတွေးလို့လို့ရှိရင်ဒူးထောက်ဟိုတို့ကိုလက်အုပ်ချီခါကုံဒူးထောက်တောက်ရုံယူတင်နေရမယ်ပုံစံမျိုးကိုပဲတို့ကအများအားမြင်ကျင်ခဲ့တာတို့ရဲ့မကောင်းတဲ့စစ်တပ်ရဲ့မကောင်းတဲ့တို့ရဲ့မကောင်းတဲ့ဟုတ်ကလေးကအဆိုင်ရမကောင်းတဲ့ပြောတာနဲ့ထောင်ချတက်ဖြတ်ဖြစ်ခဲ့တဲ့ဟိုကောင်းပြီပေါ့နော် ဲ့တော့ကျမတို့နိုင်ငံသားတွေအပေါ်မှာဘာစေတနာဘာစီးမမရှိဘူးကျမတို့မြန်မာတိုင်းနိုင်ငံလုံးကိုကျုံသဘောမျိုးသူတို့ရဲ့ကျုံသဘောမျိုးသူတို့ခိုင်းတာလို့သူတို့ဆေးရသွားသူတို့ပြောသမျှပဲနားထောင်ဘေးသတင်းတွေအကုန်လုံးပိတ်ခဲ့ပြီးတော့မှကျမတို့စနိုင်ငံလုံးကိုဒီလိုချင်းတွဲပြီးတော့နိုင်ငံရေးဝင်ဝင်နော်တဝက်လောက်ကိုသူတို့အတွက်ပဲသူတို့ပူကြိုးတွေအတွက်ပဲအုံပြုတ်ခဲ့တဲ့အတွက်ကျမတို့မြန်မာနိုင်ငံမှာကနော်စားကြရမရှိတဲ့လူတွေထားကြရမရှိတဲ့လူတွေအဲ့နှစ်ခုပဲကွာ เนาะချမ်းသာတဲ့လူကထားစရာမရှိအောင်ချမ်းသာပြီးတော့ဟိုစားစရာမရှိတဲ့လူကကုန်းကောက်စရာမရှိအောင်စင်ရတာပေါ့เนาะအဲ့ဒါဒီလိုမျိုးအုတ်ချုပ်ခဲ့လို့ဒါဒီအချိန်တွေကိုရောက်ခဲ့တာဖြစ်တယ်အဲ့တော့အဲ့ဒီအညွန့်အဖူအဲ့ဒီအရာတာကသူ့ရဲ့သူ့ရဲ့စိတ်ဝိညာဉ်တွေသူ့ရဲ့အုံနောက်တွေထဲမှာလုံးဝပုံမှန်သွားပြီးတော့သူ့မှာဘာကိုချင်းစာတရားမှမရှိဘူးအဲ့တော့တခါလေးဘောမတွေပြောပြောနေဟာဘလို့တက်တက်ချုပ်ကြီးကဘလို့ကောင်းတာဘလို့ပြီးသူပေါ်မှာစေတနာရှိတယ်လို့မင်းတပြောင်တိုက်ပြီးအခုချိန်ကြီးပြောနေတာရှိတယ်။နောက်တစ်ခါပြီးသူပေါ် လားအဲ့မာနာရုကကနေအတုံးမကြတဲ့ဟိုအရေးချင်းမမီတဲ့ကိစ္စရက်တွေကိုတွေ့လို့ရှိရင်ဘောမကြီးပြောပြောထထအော်တာရှိတယ်သူတို့အဘကိုသူတို့ပြန်အော်တာရှိတယ်ပြည်သူတွေဘလို့ငဲ့ညာမှာလို့စာတင်ကြောင်းတွေဝယ်လို့တင်ညာအနာကက်လူငယ်တွေရှောက်ပြောနေကြတာဟုတ်လားတကယ်တမ်းကျတော့သူတို့ပြောတာသူတို့ပြောတာ ਨੇ သူတို့လုတ်ခဲ့တဲ့ဖက်ကဆာလုတ်ခဲ့တဲ့လုတ်ရက်တွေလုတ်ရက်တွေကတခြားစီစီနေကြီးပဲအဲ့တော့အဲ့ခွေးပစက်ကနေနတ်စကားတွေထွက်နေသူပဲအဲ့လိုမျိုးစကားတွေလीအဲ့ ကြော်မျိုးမင်းတို့ကြောက်မျိုးမင်းတို့ထပ်ထပြောလိုက်လို့ရှိရင်တအားရှိနေတာသိလားနော်မတန်မရတွေပြောနေတယ်ကိုချင်းစာတရားလို့မတန်မှုရှင်လို့နေမပြောရမှန်းနဲ့နော်အဲ့ဒီလိုမျိုးလုပ်ခဲ့တဲ့ဟိုကိစ္စရက်တွေတော့ကျွန်တော်တို့နိုင်ငံကနိုင်ငံတကာနိုင်ငံတကာကိုတွားရင်အဲ့ဒီလေဝင်းမောက်ကိုစောပြေသနာတက်တာဟုတ်လားမြန်မာဆိုတာနဲ့ရစ်ပြီဟုတ်လားမြန်မာဆိုတာနဲ့ရစ်ရစ်ခံလူဒန်းစားဖြစ်နေပြီဟုတ်လားကျွန်တော်တို့မြန်မာနိုင်ငံကနော်ဒီ မအလာတို့ဒီစစ်ကောင်စီလက်ထက်ထဲမှာစစ်အုပ်ချုပ်ရေးလက်အောက်ထဲမှာအများအားကိစ္စဆက်ကလူများနိုင်ငံရဲ့အလုပ်သမားပဲဖြစ်ခဲ့ရ။ဒီသူများနိုင်ငံပညာတွေပညာတော်တင်သွားတယ်ဆိုတော့သူတို့သားသမီးတွေသူအမျိုးတွေသူအဝန်အဝါကြီးတွေသူတို့ပဲအခွင့်အရေးကန်လူတန်းစားအဖြစ်နဲ့သူတို့တနိုင်ငံလုံးဒီအတိုင်းအုပ်ချုပ်ခဲ့ရ။အဲ့တော့ဒီကိစ္စဆက်မှာသူတို့ကဟိုအလုပ်သမားတွေသူများနိုင်ငံရဲ့အလုပ်သမားအဖြစ်နေပဲအများအားမျက်နှာမြင်ခဲ့ရတယ်။နော်။ဆိုတော့ဘုံမကြီးကနော် ခေါင်းထဲမှာဘာမှလူဖြစ်ရတာကသူ့အတွက်ကလေတကယ်စံကုန်တကယ်မြေလေးတဲ့ကောင်းနေသိလားအဲ့လိုကောင်းနေကလေကျွန်တော်တို့အနေနဲ့ဟိုမမြန်တေွားလေကောင်းနေပဲနော်ဒီလောက်တောင်မှဟာလာဟိုပြောကြစကားတော့မကြံတော့ဘူးရှင်နော်ဟိုစစ်မှုထံဥပဒေခေါ်တယ်ဆိုတာလေဒါအရင်တော့ကပေါ်တာဆွဲခဲ့တဲ့ဟာပဲအခုပြန်လုပ်တာပဲလေနော်ပေါ်တာဆွဲတာပဲပေါ်တာဆွဲတယ်ဆိုတာပြည်သူလူထုကိုပေါ်တာဆွဲပြီးတော့ဟိုလက်နက်ကန်ပြီးတိုက်ခိုင်းတာမဟုတ်ပါဘူးအရင်တော့ကတော့နော်ခေါ်ဝါပြီးလို့ရှိရင် เนาะဟိုရာသူရာသားတွေခေါ်ရတယ်မိုင်းတွေထောင်ထားတဲ့ဒီတိုင်းရင်းသားလက်နက်ကန်တွေထောင်ထားတဲ့မိုင်းတွေကို ရှင်းခိုင်းတယ်ရှင်းခိုင်းတယ်ဆိုတာစက်ကရီယာရင်းနဲ့ရှင်းခိုင်းတာမဟုတ်အဲ့မိုင်းသားတွေဟိုမိုင်းထောင်ထားတဲ့ဟိုမိုင်းထောင်ထားလားမထောင်ထားလားဆိုတော့အဲ့ဒီဥမာဖက်သွားခိုင်းတာလမ်းလျှောက်ခိုင်းတာထိရင်သူကဆက်မသွားတော့အထီးတဲ့လူတွေလည်းထိတဲ့အတိုင်းထားခဲ့တာတေးသေးရှင်းရှင်းဟုတ်လားဟိုလူတွေကမသွားခြင်းနဲ့အရှိမမိုင်းနေရှိမှန်တိလို့မသွားခြင်းတဲ့အခါနောက်ပြန်လှည့်ပြီးတဲ့အခါမှာဟို ပေါ့နောက်ကနေတနတ်နဲ့အတင်ပြတ်သက်တာလေနော်အဲ့ဒီလိုမျိုးပဲအုတ်ချုပ်ခဲ့တာဟိုအခုစစ်မှုထမ်းဥပဒေမှာလည်းဒီတိုင်းဒီနည်းပဲလုပ်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအာဏာရှင်ဟိုစနစ်ကြီးကမပြိုကျဘူးဆိုတော့ကျမတို့နိုင်ငံရဲ့အနာအကကအလုံးဝအောင်မနော်မတွေးရဲစရာအခြေအနေမျိုးဖြစ်သွားပြီအခုလိုအခုအခြေအနေခါမျိုးမှာတော့ပြည်သူတရလုံးတော်လန်နဲ့နှစ်ကြိမ်တော်လန်နဲ့တော်လန်ရေးတာမနိုင်ခဲ့ဘူးဆိုလို့ရှိရင်စစ်ကောင်စီကသူတို့အရင်တော့ကတော့မဟုတ်လား ဟိုရွေးကောက်ပွဲမှာစစ်တပ်ကဘလောက်ရာခိုင်နှုန်းလို့ဟာလား25ရာခိုင်နှုန်းအကျော်ပေးအသားပေးတာလို့ဥပဒေကိုရေးဆွဲခြင်းလို့ရေးဆွဲတာလို့သူတို့လိုတဲ့အချက်တွေယူပြီးဥပဒေရေးဆွဲခဲ့တာလေအကယ်၍သာဒီတော့လည်းရေးကိုကျမတို့ပြည်သူတွေအနေနဲ့လက်လို့ဆုံးရှုံးရမယ်ဆိုလို့ရှိရင်တော့ကျမတို့အနေနဲ့မြောက်ကိုရီးယားတဲ့အကြောင်းဆိုရမှာဖြစ်ပါတယ်။နားတွေမျက်စိတွေအပိတ်ခံရတော့မှာဖြစ်ပါတယ်။နောက်တစ်သက်လုံးဖိနှိပ်ခံရမှာဖြစ်ပြီးတော့ဘယ်တော့မှမြန်မာပြည်ကနလန်တူတော့မှာပေါ့ပေါ့နော်။ ဒါကြောင့်မလို့ဒီတရုတ်ရဲ့ဖိအားကိုဘယ်လိုတွေကြော်သွားကြမလဲတောင်းလို့ပြည်သူတွေလက်စိတ်ဝင်စားနေဘူးလို့လေတော်နိုင်လို့စိတ်ဝင်စားနေဘူးလို့လေเนาะအဲ့တော့ဒီတရုတ်အနေနဲ့ကနောက်ပိုင်းထပ်ပြီးတော့အခုဒီရက်ထဲမှာ DNA ကိုဖိအားပေးလာနောက်ထပ်ထပ်လောက်လာမှလည်းအများကြီးရှိတယ်ဒီအပေါ်မှာအာယုံဆိုင်ပြီးတော့ဘယ်လိုဖြေရှင်းရမလဲဆိုတာကို